ရသော်ဘုရားကမိဘနဲ့ပတ်သက်ပြီးတော့မလုပ်ကျွေးဘူးဆိုရင်သားသမီးတွေကိုမှတ်လွန်သားလောက်အောင်ကိုပြောထားတဲ့စကားတွေရှိသေးတယ်။ဆုံးမထားတဲ့စကားတွေယောမတရံပိတုပိတရံဝါစိတ်နကံကတရွတ်ဖနအမေနဲ့အဖေအိုမေးမစွမ်းဖြစ်ပြီးတော့အရွယ်ကြီးပြီးအရွယ်လွန်သွားတဲ့အချိန်မှာတဲ့ပဟုတန်တော်နဗရတိတန်းနိုင်ရဲ့လမ်းနဲ့ ကိုကိုယ်တိုင်ကလည်းပြုစုနိုင်စွမ်းရှိရတဲ့နဲ့မပြုစုဘူးဆိုလို့ရှိရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်သူယုံမှလို့ပဲမှတ်လိုက်ပါတဲ့။နောက်ဒီတစ်ခုတည်းနဲ့သူယုံမှလို့သတ်မှတ်တာ။အဲသူယုံမှဆိုတာဘယ်သူမှဖြစ်ချင်ဘူးလေ။မှန်ပါပါ။ဝတ္တလအောက်တန်းစားရတဲ့အန်တက်ချေဘောပဲခေါနာ။ဘလို့ဇာမြင့်တဲ့လူဖြစ်ဖြစ်ဇာနိုင်မဲ့တာ။ဘာလို့လဲဆိုသူအမှုချင်းကသူယုံမှရဲ့အမှုချင်း။အမှုချင်းနဲ့ပတ်သက် ပြီးတော့မြတ်စွာဘုရားလူတော်လူကောင်း ဒီမြင့်မြတ်သူနဲ့ယုံနေသူကိုတတ်မှတ်တယ်။ဆတ်နဲ့မတတ်မှတ်ဘူး။ဒါမို့ကမ္မုဏနတ်စစ္စာဝတ္တလောဟောတိနတ်စစ္စာဟောတိဖြစ်မနော်။ဒါအိန္ဒိယမှာဆိုသိတ္ထိပဲရှိတယ်မြတ်စွာဘုရား။ဆဝါရကိုတွန်းလန်တိုက်ခိုက်တဲ့စကားတစ်ခုပြောရတယ်ဆိုတာ။အိဗဒါမခဲရင်နဲ့ပေါ့နော်။အယူဆပြင်းထန်နေတဲ့အချိန်မှာဖြစ်မနာဆိုတဲ့ဇာမြင့်ဟာဇာဇာနဲ့မဆိုင်ဘူး။ဝတ္တလဆိုတဲ့ ောက်တန်းစားဟာလည်းဆက်နေမဆိုင်ဘူး။ဘာနဲ့ဆိုင်လို့လဲ။ကမ္မုနာဝဒလောဟောတိကမ္မုနာဟောတိပြမနောတဲ့။သူ့ရဲ့လောက်ရနဲ့ဆိုင်တယ်။လောက်ရကမကောင်းဘူးဆိုရင်မကောင်းတဲ့လူပဲ။လောက်ရကကောင်းရင်ကောင်းတဲ့လူပဲ။အဲ့တော့သူ့ရဲ့အပြုအမူပေါ်မှာကြည့်ပြီးတော့လူကိုတန်ဖိုးဖြတ်လို့ဒီလိုဆိုလိုတယ်။ဟာလူကိုတန်ဖိုးဖြတ်ဟုတ်တာပဲတကယ်လက်တွေ့မှာတော့အဲ့တိုင်းပဲသေချာနာပဲ။သူများပစ္စည်းခိုးတဲ့လူသခိုးလို့သတ်မှတ်တာပဲလေ။ဘာလူမျိုးပဲဖြစ်ဖြစ် သူရပစ္စည်းခိုးရင်ခိုးတာသူလုပ်တဲ့အလုပ်လေအကျောင်းဆရာလုပ်ပြီးစာသင်ပေးရင်ဆရာပေါ့ဒါဟုတ်တာသူလုပ်တဲ့အလုပ်နဲ့အဲ့လိုမဟုတ်ဘဲနဲ့အယောင်းဝယ်လုပ်ရင်ကုန်သေးပေါ့တင်ကားဝယ်ရင်တော့ဘုံကြီးပေါ့အသူအလုပ်ရက်ကိုကြည့်ပြီးတော့ဒီနာမည်တွေကသူ့အနေနဲ့သူသွားတာအဲ့ဒါကိုမြတ်စွာဘုရားဟောတာပဲဒါမို့မိဘကိုမလုံကျွေးဘူးဆိုတော့ပုဂ္ဂိုလ်တယောက်ဟာဒါတည်ုံမှာပဲတဲ့မြတ်စွာဘုရား အဲ့ဒီပုဂ္ဂိုလ်သူရောမလို့ပဲမှတ်ထားပါတဲ့မှတ်လိုက်ပါကြံတဲ့လူဟာသူရောမမဟုတ်ဘူးတဲ့နောက်တစ်ခုကယောမတရံပိတရံဝါဘာတရံပဂိနေတတ်တုံဟန္တိရောတိတိဝါစာယတန်စေညာဝဒရောဣတိအမေဖေကိုရိုင်းရိုင်းပြပြပြန်ပြီးတော့ဆဲမယ်ပြောမယ်ဆိုရင်လည်းသူရောမှာပဲတဲ့ဒါလို့ဆိုလို့မိဘကိုရိုင်းဆိုင်ဆိုင်ဆိုင်ပြန်ပြောလို့ရှင်ဆဲရင် ဟောဒါသူရောက်มาလို့မှတ်ပါတယ်ဟောနောက်တစ်ခုကြတော့မြတ်စွာဘုရားဘာဟောထားတော့ဆိုမင်္ဂလာတုတ်မှာជីវ័តတုတ်တဲ့ကြောင်းတရားဟောတယ်လို့ပဲပရာဘဝဆိုတဲ့တုတ်မှာပျက်စီးချောင်းဆိုပြီးတော့ဟောတာရှိတယ်စန့်ကျင်ပဲမင်္ဂလာတုတ်ဆိုတာជីវ័តတုတ်တဲ့ကြောင်းတွေဟောတာဒါတွေလို့ရင်ជីវ័តမယ်လို့ဟောတယ်ခုဒီပရာဘဝတုတ်ကြတော့ပျက်စီးချောင်းမယ်တဲ့မင်းပျက်စီးမှာပဲ ဒီဘဝမပြည့်စုံရင်နောက်ဘဝမှာပြည့်စုံမှာပဲအထက်တန်းဘယ်လိုမှမရောက်နိုင်ဘူးလို့တခါတခါကျတော့လူတွေဟာဒီဘဝမှာကြံတဲ့အခြေအနေတွေကောင်းနေလို့အခြေအနေကောင်းတယ်လို့ထင်ရပေမဲ့လို့နောက်ဘဝကျတော့မျောလင်းချက်မရှိအောင်အောက်တန်းကျသွားတာလည်းရှိတတ်တယ်ပေါ့ဘဝဆိုတာရှိနေတာဟုတ်ရှိနေတော့ကိုယ့်ရဲ့လောရက်တွေဟာဒီဘဝမှာတော့ တခြား condition တွေကကောင်းနေသေးသည့်အတွက်ကြောင့်အခြေအနေမပြောင်းလဲပေမယ့်လို့ condition တွေပြောင်းသွားတာနဲ့တပြိုင်နက်ကျွမ်းတို့မောက်ကုန်ဖြစ်ကုန်တာပဲတရားအဲ့ဒါကြောင့်မလို့ပရာဘဝတုံမှာတော့မြတ်စွာဘုရားဟောထားတယ်ယောမတရံပိတရံစိနကံကတယုဗနာအမေအိုအဖေအိုအရွယ်ရင်လာတဲ့အခါမှာတဲ့ဘဟုတန်တော်နဗရတိကိုစွမ်းနိုင်တဲ့အနေထားရှိရတဲ့ မကြွေးမွေးဘူးမဆောင်းရှောက်ဘူးဆိုလို့ရှင်တံပရဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းပဲဒါဟုတ်တယ်ဗမာပြည်မှာအမေဖေးကိုပြစ်ထားတဲ့လူတယောက်မိဘမိဘကိုပြစ်ထားတဲ့သားသမီးဟာသူ့သားသမီးကလည်းသူ့ကိုပြစ်ထားတာဒီဘဝတည်းမှာဝတ်လေတယ်ခဏခဏတွေ့ဘူးတဲ့အဲ့ဒါအမေဖေးကိုယူသေးတဲ့သားသမီးဟာသူ့သူ့ရဲ့သားသမီးကလည်းသူ့ကိုယူသေးတယ် တော့သူကအမေဖေကိုပြစ်တဲ့អော်တယ်ဆိုရင်လည်းသူ့သားသမီးကသူ့ပြန်អော်တယ်သူ့ချက်ချင်းမဲ့အဲ့ဒါเนาะတုံ့ပြန်မှုကချက်ချင်းလာတာနောက်ဘဝမဆိုင်ဘူးဒီဘဝမှာပဲလာတယ်အဲ့ဒါပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းပဲလို့မြတ်စွာဘုရားဘရာဘဝတော့မှာဒီလိုခေါ်ထားတယ်